မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ခွီးအန်တာတိန်မန့် YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးမှာကတော့ကမ္ဘာပေါ်မှာ MB181 အမည်ရှိတဲ့ COVID-19 မျိုးစိတ်တွေကူးစက်မှုမြင်မာနေတဲ့အကြောင်းနဲ့ထိုင်းနိုင်ငံမှာစတင်ကူးစက်နေတဲ့အကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်ကမ္ဘာတဝမ်းမှာတော့ ကိုဗစ် -19 ကရောဂါကိုဆက်လက်တိုက်ဖြတ်နေစီမှာပဲမျိုးဗီဇာပြောင်းဗိုင်းရပ်အသစ်တွေလည်းဇက်တိုက်ပေါ်ထွက်လျက်ရှိပါတယ်။ကျွမ်းကျင်သူတွေမကြခင်ကအာယုံဆိုင်လာတဲ့မျိုးဗီဇာပြောင်းဗိုင်းရပ်တစ်မျိုးကတော့ MB181 အမည်ဖြစ်ပြီးတော့သူ့တေသီတွေကြားမှာတော့အလေးနဲ့လေးလာမှုတွေပြုလုပ်နေရတဲ့မျိုးဗီဇာကွဲအသစ်တစ်ခုပဲဖြစ်ပါတယ်။မျိုးဗီဇာအမျိုးအစား MB181 ဟာ ကိုဗစ် -19 ရဲ့မျိုးရိုးပွဲတစ်ခုဖြစ်ပြီးတော့ကူးစက်နိုင်စွမ်းယောဂလက္ခဏာပြင်းထန်မှုနဲ့ကာကွယ်ဆေးအာနိသင်တို့ကိုကြော်လွားနိုင်တဲ့တမှုထူးခြားတဲ့မျိုးဗီဇပြောင်းလဲမှုတွေပါဝင်နေပါတယ်2025ဇန်နဝါရီလမှာတရုတ်နိုင်ငံမှာပထမဆုံးတွေ့ရှိခဲ့ပြီးတော့အခုခါမှာတော့ထိုင်းနိုင်ငံနဲ့အခြားနိုင်ငံတော်တော်များများမှလည်းဒီမျိုးဗီဇပြောင်းကိုတွေ့ရှိနေရပြီပဲဖြစ်ပါတယ်။ဒီမျိုးဗီဇပြောင်းဟာ အရင် MB A1 မျိုးဗီဇာပြောင်းထက်တိတက်သမ5ဆကနေတိတက်သမ6ဆအထိပိုမိုကူးဆက်မြန်ပါတယ်ဒီ MB A1A ဟာကာကွယ်ဆေးချောင်ရရှိတဲ့ကိုခန်းအပါဝင် ကိုခန်းစနစ်ကိုကျော်လွှားနိုင်စွမ်းမြင်မာတာကို တွေးရှိရပါတယ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့သတ်မှတ်ချက်ကတော့ MB1A1 ကိုလျင်မြန်စွာကူးဆက်နိုင်တဲ့အတွက်စောင့်ကြည့်ရမယ့်မျိုးဗီဇာပြောင်းအဖြစ်သတ်မှတ်ထားပါတယ် လက်ရှိအချိန်ထိတော့ MB1A1 ဟာအရင်မျိုးဗီဇာပြောင်းနေတဲ့ပုံမပြင်းထန်တဲ့ယောဂါကိုဖြစ်စေတယ်ဆိုတော့ရှင်းလင်းတဲ့အထောက်အထားမရှိသေးပါဘူးအဖြစ်များတဲ့ယောဂါလက္ခဏာတွေကတော့ Omicron မျိုးရိုးဗီဇာပြောင်းတဲ့လက္ခဏာတွေဖြစ်တယ်လယ်ချောင်းနာခြင်းချောင်းဆိုးခြင်းနှုံးချေခြင်းခေါင်းကိုက်ခြင်းဖျားခြင်းနဲ့နှာရှည်ခြင်းတို့နဲ့ဆင်တူနေပါတယ်ကျန်းမာရေးပေါ်တက်ရောက်မှုတွေကတော့ယောဂလက္ခဏာဟာရေပုံရံအားဖြင့်မပြင်းထန်ပေမဲ့ လျင်မြန်တဲ့ပြန်နှံ့မှုတွေကြောင့်နိုင်ငံအသီးသီးမှာယောဂဖြစ်ပွားသူအရေအတွက်မြင်မာလာမယ်။ဆေးရုံတက်ရောက်ကုသခံယူရသူတွေဥယျာဉ်များပြားလာခြင်းနဲ့တည်ဆုံးမှုတွေဇက်တိုက်မြင့်တက်နေမှာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့လက်ရှိအခြေအနေမှာအဓိကကူးစက်နေတဲ့မျိုးဗီဇာပြောင်းက Omicron JN1 ဖြစ်နေသေးပေမယ့်မကြမီကာလမှာ MB181 ကပုံမှန်ပြန့်နှံ့လာနိုင်တယ်လို့ကြွမ်းကျင်သူတွေကခံမှန်းထားပါတယ်ခင်ဗျာ။ သတိထားစောင့်ကြည့်ရမယ့်အချက်တွေကတော့အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ကူးစက်မှုလင်းမြန်ပြီးကိုယ်ခံအားစနစ်ကိုကျော်လွှားနိုင်စွမ်းရှိတာကြောင့် MB1 ဟာအနီးကပ်စောင့်ကြည့်ရမယ့်မျိုးဗီဇာပြောင်းတစ်ခုပဲဖြစ်ပါတယ်။ကမ္ဘာနိုင်ငံတော်တော်များများကယောဂါဖြစ်ပွားမှုကိုလျှော့ချဖို့ကြိုတင်တုံ့ပြန်ဆောင်ရွက်မှုတွေပြုလုပ်နေသေးပဲဖြစ်ပါတယ်။ယောဂါလက္ခဏာအများစုကတော့မပြင်းထန်ပေမဲ့ကူးစက်မှုမများပြားစေဖို့ ਨੇ စိုးရင်စရာလူအုပ်စုတွေထဲမှာပါတဲ့ပြည်သူတွေကိုကာကွယ်နိုင်မှုအတွက်ဂရုစိုက်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်တင်ဆက်ပေးလိုက်တာကတော့ထိုင်းနိုင်ငံမှာကူးစက်မှုတွေမြင့်မားနေတယ် MB1A1 COVID-19 မျိုးစိတ်သစ်အကြောင်းပဲဖြစ်ပါတယ်မိတ်ဆွေတို့အတွက်ကျန်းမာရေးဗဟုသုတရစေရန်နဲ့ယောဂဖြစ်လာရင်ကြိုးတင်ကာကွယ်နိုင်ရန်အတွက်ရည်ရွယ်၍တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ် ။နောက်ရက်ဒီမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်လေးကိုမပြတ်တင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ Khui Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေ။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။